ကျွန်တော်ရဲ့သတိတိဝါဒနာရှင်များလို့မင်္ဂလာပါဗျ။ဟောလေးလပိုင်းတရားနေ့မှာထွက်ရှိမယ်6တိသတိတိတွေ့ပါနော်။အတေကနံကောင်းတကွက်ရေဆေဝစီဒီဆိုင်လေးပေါ့နော်။တေကနံကောင်းတကွက်က3မိနစ်တစ်ပြဲ3မိနစ်တစ်ပြဲကိုပြီးခဲ့တဲ့2024ပေါ့နော်။ နောက်ဆုံး3ချိန်22 23 24 3ချိန်အဲ့ဒီ3ချိန်မှာသူ့ရဲ့ရှင်းနေမှာခွာပေါင်းခွန်ရှိခွာပေါင်းခွန်နဲ့ဒီမှာခွာတက်ခွာပေါင်းခွန်နဲ့ဒီကခွာတက်ကတစ်ပရိရိုက်တယ်ပေါ့နော်အဲ့ဒီတိုင်းမြေနောက်ထပ်3မိနစ်တစ်ဖြတ်ပေါ့နော် ၃မိနစ်တစ်ဖြက်အစတင်းနဲ့တော့၃မိနစ်တစ်ဖြက်သူ့ရဲ့ရှင်းနေမှာအခွားရှိရှိခွားပေါင်းကလည်းစီနီယာရိုက်ထားပါဘောနော်ခွားရှိရှိတယ်အဲ့ဒီခွားရှိဒီမှာသူကအချိန်မှာကခွားခွန်ခွားခွန်ကခွန်ပရိရိုက်ထားတယ်ဒီတိုင်းပဲ ီမှာ3မိနစ်တစ်ပြတ်မှာတပင်းနှစ်ပင်3မိနစ်ပေါ့နော်ယခု3ချိန်မြောက်ရောက်ရှိမှာဖြစ်တယ်အဲ့ဒီမှာခွာ9ရိုက်တာခွာ9ရိုက်ပြီးတော့ဒီမှာခွာ10အဲဆိုရင်ခွာ10ကကျွန်တော်တို့ရှင်းပြဖြစ်ရခွာပေါင်းကိုခွာခွန်ခွာ10ခွာ9လို့ရိုက်ပြီးတော့ ဒုတိယကျင်ခွာပေါင်းဟာ break ဖြစ်နေဒီမှာခွာခွန်ဟာ con break မှာခွာတက်က tip break စနီယာခွာခွန်ရိုက်တယ်ဒီမှာခွာတက်ရိုက်တယ် break တက်ဝင်တယ်အဲ့ဒီမှာ break တက်ကိုမှာကျွန်တော်အရင်ခါရှာပြရမယ်ဘောနော်ခါကိုပြရမယ်ဆိုရင် ဒီအပေါ်နှစ်ကျင်က843ခန်းနဲ့863 6ခန်းနှစ်ခုပေါင်းအားဒီမှာ300ခါဆိုပြီးတော့ဒီမှာဆင်းသွားရနော်300ခါဆင်းသွားတယ်300ခါဆင်းပြီးတော့ခွာပေါင်းခွန်ရိုက်ထားတဲ့ခါကူကကိုဘေးလို့လာဝင်တယ်300ခါဆင်းတဲ့ကိုဘေးနှလုံးပေါင်းကူကြတယ် အဲ့ဒီမှာဒီခွာပုံးကဘရိတ်ပြန်ရိုက်တယ်ဆိုတော့ခွာတက်ကတက်ဘရိတ်နဲ့မနှစ်တုံညာကိုတုံညာခါနှလုံးပေါင်းတုံညာတုံညာခါဒီခွာပုံးကခါအပိတ်အနေနဲ့ဝင်တယ်တုံညာကိုလို့ဝင်အဲ့ဒီမှာဘရိတ်ကခွာပုံးကတက်ဘရိတ်နှစ်တုံညာကိုဒီမှာတစ်ချက်ပေါ့နော် ဒုတိယကတ်မှာကျတော့မခွားရှစ်လို့ရိုက်တယ်ခွားရှစ်လို့ရိုက်ပြီးဒီမှာခွာပေါင်းခုံကခွန်ပရိရိုက်တယ်အဲ့ဒီခွန်ပရိကိုဘာလို့ရိုက်လဲဆိုဒီမှာခါးနှလုံးပေါင်းခွန်ခါးနဲ့တုံညာခါးနဲ့ခါးနှလုံးပေါင်းကခါးပြန်ကြခါးနှလုံးပေါင်းခွန်ကခွန်ခါးခွန်ခါးဟောမှာကျွန်တော်တို့ကအပိတ်ကခွားရှစ်ရိုက်ကြတယ် ွန်ခါကဒီမှာအဘိအနေနဲ့ပြန်ဆင်းနေခွန်ဘိခွန်ခါရပြီခွန်ဘိကြတာနှလုံးပေါင်းလေးဖြစ်သွားပြီအဲ့ဒီမှာခွာပေါင်းကပြည့်စုံတော့ခွန်ပရိဖြစ်ဖို့ဆိုခွာပေါင်းကခွန်ဆိုတော့ခွန်ပရိဖြစ်ဖို့သုံးခွန်ခွန်ဒီတိုင်းမရဒါဆိုရင်ယခု6ကျင်အတွက်တပင်2ပင်3ပင်3ကျင်မှာခါနှလုံးပေါင်းပေါ့နော် ခါနှလုံးပေါ်မှာ9နဲ့6နဲ့ခါနှလုံးပေါ်မှာကျွန်တော်တို့9ခါနှလုံးပေါ်မှာ9ဖြစ်မယ်ခွာပေါင်းကဒီမှာ9ရိုက်ထားတယ်ခွာပေါင်းခါက3ညအဲ့ဒီ3ညအပိတ်အနေနဲ့ကြာ9 3ညအတွဲ9 3ညအတွဲကို break 6ဆိုတော့ကျွန်တော်တို့က3 90 တကွက်ပေါ့နော်350တကွက်နောက်ပြီးရင်တို့ဒီမှာဒီမှာခွာပေါင်းခုံလို့ရိုက်တယ်ခွာပေါင်းခုံကခုံပါဝါနှစ်ကဒီမှာနှစ်ထည့်ရိုက်တယ်အဲ့ဒီမှာတစ်ချက်ဒီမှာခွာပေါင်း၈လို့ရိုက်တယ်၈ပါဝါ3ကဒီမှာ3ထည့်ရိုက်တယ်ဒါဆိုရင်ဒီမှာခွာပေါင်းက9 9ပါဝါ4က မလေးထေးလို့ရိုက်ခဲ့မယ်ဆိုရင်လေးထေးလို့ရိုက်ခဲ့မယ်ဆိုရင်ဒီမှာခွန်ပါဝါခွာပေါင်းခွန်ပါဝါနှစ်ကိုဒီကားလေးပေါ့နော်၃မိနစ်ပြည့်ဒီကားလေးနှစ်ခန်းနှလုံးပေါင်းနှစ်နဲ့နှစ်တုံညာကိုဆိုပြီးတော့တိပ္ပရိရိုက်တယ်အဲ့ဒီအတိုင်းပဲ ီမှာခွာပေါင်းရှိရှစ်ပေါက်ပါသုံးထိပ်ရဲ့သုံးထိပ်ထိပ်ကိုအရင်ကိုင်းမယ်ဆိုရင်တော့ကျွန်တော်တို့လေးထိပ်နဲ့တကွက်ထပ်ထိုးအောင်ဒီမှာခွာပေါင်းရှိရှစ်ပေါက်ပါသုံးထိပ်သုံးထိပ်နဲ့ဒီခွန်ခါကြောင့်ခွန်နက်ခတ်တုံညကိုသုံးထိနဲ့နှလုံးပေါင်းတုံညပြီးခွန်ပရိရိုက်တယ်သုံးခွန်ခွန်ထိအနေနဲ့ပြန်ကစားရင်ဒါဆိုရင်ကျွန်တော် ယခုရောက်ပင်တို့ဆိုရင်ခွာကိုကိုပါဝါလေးနဲ့လေးထိတ်ခါကကိုခါရှိကိုနှစ်ခက်က6ဆိုတော့တော့၄နှစ်အတွဲအဲ၄နှစ်အတွဲကိုဗရိရှိဆိုတော့၄နှစ်နဲ့တကွက်ကောင်းဒါဆိုရင်ကျွန်တော်တို့ကယခုလောင်မဲ6ကျင်းတွဲ3 90 4နှစ်နှစ်ရဲ့ဒါတဲ့နှစ်ကွက်ပေါ့နော် တဲ့နှစ်ခွဲအဲ့ဒါပြီးရင်ကျွန်တော်ဒီစိတ်ကနေပြီးတော့သူကခွန်ခါနဲ့ခွန်ခါနှစ်ခါနှလုံးပေါင်းတုံရထားတယ်ဒီမှာလေးခါလေးနှစ်ခါနှလုံးပေါင်းနှစ်နဲ့တပရိထားခွန်နှစ်ခါနှလုံးပေါင်းတုံရနဲ့ခွန်ပရိထားတယ် ခွာပေါင်းခုံခွန်ပရိဒါဒါဆိုရင်ခါကိုရှိရကိုနှခံနှလုံးပေါင်း6နေဒီမှာခွာပေါင်း8ကို8ပရိမယ်ဆိုရင်ရှင်နှလုံးပေါင်း6နေ8ပရိဒါ10ခွက်ပေါ့နော်၄နှစ်နှစ်အပါဒီ10ခွက်ကိုလေ၄နှစ်နှစ်အပါဒီ10ခွက်ထဲကကျွန်တော်အကြိုက်ဆုံး၄နှစ်နှစ်9တနှစ်ညီကိုတွေဒီပွဲမှာညီကိုတွေကောင်းတဲ့အတွက်ကြောင့်၄နှစ်နှစ်၅တနှစ် သုံးသုံးနှစ်ပေါ့တင်ငါးနှစ်ဒီကနေ့နေပို့ပြီးတော့ကြိုက်ပါလေအဓိက main ကွက်အနေနဲ့သူရဲ့ site အတိုင်းပေးထားတဲ့ခဏန်းကိုကြာမယ်ဆိုရင်ဒီ390နဲ့အရန်နေနဲ့၄နှစ်နှစ်ကိုထိုးမယ်ပေါ့နော်အဲ့ဒါတချင်အဲ့ဒါပြီးရင်ကျွန်တော်တို့အခု9ချိန်မှာထွက်ထားတယ်9 6 3က ကနန်းတိဆောက်ပုံအရဆိုရင်ဒါခွနှက်ခက်လေးဖြစ်တယ်ရှင့်ညီကိုကျွန်တော်ရှေ့ဗီဒီယိုမှာပြထားတဲ့အတိုင်းခွနှက်ခက်ရှင့်ညီကိုမှာငါးထိတ်၃ဘိတ်၃ထိတ်၅ဘိတ်ကိုငါးချိန်မှာရိုက်ထားတာ၃ကတ်ရှိရေပေါ့နော်အဲ့ဒီမှာကပထမချိန်ကိုသွားမယ်ပထမချိန်က89ခုနှစ်မှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်မှာငါးလေးသုံး၅ထိတ်၃ဘိတ် ဲ့လိုရိုက်ပြရတယ်သူ့ရဲ့အထက်ကနှလုံးပေါင်းကိုတစ်ရှစ်တွေဒီမှာတစ်ရှစ်တွေဒဲပြန်ဆင်းတယ်ပေါ့နော်ဒဲပြန်ဆင်းပြီးတကောက်ကိုကျွန်တော်တခါတည်းပဲပြသွားမယ်ပေါ့နော်တစ်ရှစ်တွေတစ်ရှစ်တွေလို့ဒဲဆင်းပြီးတော့ဒီမှာကိုးပရိကျွန်တော်တို့ကိုးနှစ်ခတ်ချောင်းကိုးနှစ်ခတ်ချောင်းနဲ့တစ်ရှစ်အတွဲဟိုမှာချောင်းပရိတစ်ရှစ်ခွန်ဆိုပြီးတခါတည်းပြီးစကြသွားတယ်အဲ့ဒီတိုင်းပဲဒုတိယဒုတိယခွာနှစ်ခတ် တုံးငါအတွဲခွာနှက်တူတာပေါ့နော်2005ငါးချိန်မှာ345လုံးထိန်ခေါ်မို့အဲ့ဒီမှာအဲ့လိုခွာနှက်ရှင်းကြီးကိုရဲပြီးရတယ်သူ့ရဲ့အထက်ကအတွဲဟာတိပြန်ကြတယ်ခွန်ငါးတို့ရဲ့ခွန်ငါးတို့လို့ကြတယ်ဟုတ်ပြီကြတော့ကျွန်တော်တို့ကဗရိအနေနဲ့ကြည့်လိုက်တဲ့အခါမှာရှင်းမှာကိုဗရိနဲ့ကိုနှက်6ဒီမှာကခွန်ငါးတက်3ဗရိ3ဗရိနဲ့3နှက်ခံ6 ငါခွန်ငါအတွင်းနဲ့ဒီမှာငါပရိရိုက်သွားတယ်ခွန်ငါအတွင်းနဲ့ငါပရိခွန်ငါတော့ဒါဆိုရင်ကျွန်တော်တို့ကယခုရောက်ပြီဆိုဒီမှာငါထိတ်သုံးပိတ်ခွန်နှကနဲ့ရှင်းညီကိုအဲ့လိုရိုက်ပြရတယ်သူ့ရဲ့ထက်ကရှေ့တွေရှိကူတွေရှိကူတွေလို့ပြန်ရရပရိကသူ့ထက်ပရိရဲ့နှကဆို ်694ကတပရိတဏကက10ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရထားတဲ့10ပရိကဆိုင်နဲ့ဆိုင်နဲ့ခိုင်မာမှုရှိနေပေါ့နော်ကောင်းနေတယ်ပေါ့နော်ဒီအတွက်ကြောင့်10ပရိကစုံကြနေတယ်အဲ့ဒီ10ပရိကိုမှ69အတွဲကျွန်တော်ပြောထားတဲ့ညီကိုအတွဲဒီပွဲမှာမပါမပြီးဆို69အတွဲနဲ့ကျွန်တော်တို့ကဒီမှာခွားနှကရှင်ညီကိုကြောက်ပြီးတာနဲ့ ူ့ရဲ့အထက်ကရှည်တွဲရရှည်တွဲလို့ပြန်ကြရမယ်ပရိကလည်းတက်နှက်ရှစ်ဆိုတော့ရှစ်ပရိကိုဆိုင်းနှဆိုင်းနဲ့ကြတယ်ဒါဆိုရင်ရှစ်ကိုတွဲနဲ့ရှစ်ပရိဆိုရှစ်ကိုနှစ်ဒါမိန်လုံးဝမိန်သုံးခွက်ပေါ့နော်ခုကနန်းကလုံးဝမိန်သုံးခွက်ဖြစ်ပါတယ်ကျွန်တော်ကအကြိုက်ဆုံးကတော့ဒီသုံးခွက်ထဲမှာရှစ်ကိုနှစ်ကိုနံပါတ်1အနေနဲ့အကြိုက်ဆုံးမှာ ါဆိုရင်ကျွန်တော်ယခုပြလိုက်တဲ့ separate line နဲ့ကျွန်တော်ရေ 3D ဝါဒနာရှင်တွေအားလုံးဝင်ဒေကနံအောင်မြင်ကြပါသည်ကျွန်တော်တို့မြန်မာပြည်သူပြည်သားအားလုံးလည်းတဘာဝဘေးအန္တရာယ်နဲ့အမြန်ဆုံးလွမြောက်ကြပါသည်မြန်မာနိုင်ငံလည်းအမြဲဆုံးအချမ်းမသည်လို့ဆုတောင်းပေးလိုက်ပါရစေ။ကျွန်တော်ရဲ့ 3D ဝါဒနာရှင်တွေအားလုံးပဲကုလပါခင်ဗျာ။